ယခုမျှဝေပြီးသွားမှာကတော့ဆရာတက်ထုံရေးသားထားတဲ့အတွေ့အမြင်ဆောင်ပါဖြစ်ပါတယ်။ဒီဆောင်ပါကိုတော့2024ဖေဖော်ဝါရီလ26ရက်နေ့ Federal Journal ညမှာမှာဖော်ပြထားတာဖြစ်ပါတယ်ရှင်။ဆောင်ပါအကြောင်းအရာကတော့မဟာဗျူဟာနဲ့နိုင်ငံရေးဖြစ်ပါတယ်။နားဆင်လေ့လာကြည့်ကြရအောင်ရှင်။မဟာဗျူဟာနဲ့နိုင်ငံရေး နိုင်ငံရေးတော်လှန်ရေးဖြစ်စဉ်အနေအထားများကိုတွက်ဆမှုတုံ့တက်မှုများပေါ်အခြေခံပြီးဖြစ်လာနိုင်ခြင်းများကိုအကောက်ယူကွဲပြားသွားခြင်းကနေတဆင့်မဟာဗျူဟာချမှတ်ခြင်းမှာပါကွဲပြားလာကြပြီးတော့ထိုကနေတဆင့်ရက်တည်မှုလှုပ်ရှားမှုအသွင်သဏ္ဍာန်တွေမတူညီတော့သည့်အဆင့်သို့ရောက်ရှိသွားနိုင်ပါတယ်မဟာဗျူဟာကွဲပြားရခြင်းရဲ့အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်ပထမတစ်ချက်ကတော့ရက်တည်ချက်မတူခြင်းကြောင့်ဖြစ်ပြီးတော့ ဒုတိယတစ်ချက်ကတော့အတွေးမြင်ကွဲပြားခြင်းကြောင့်ဖြစ်ပါတယ်။ယက်တိချက်မတူတဲ့လူပုဂ္ဂိုလ်တွေဒါမှမဟုတ်အဖွဲ့အစည်းတွေကြားမှာမဟာဗျူဟာကွဲပြားမှုဖြစ်ပေါ်လာတဲ့အခါဘာကြောင့်ဆိုတာနားလည်ဖို့လွယ်ကူပြီးမြင်ကွင်းရှင်းလင်းပါတယ်။ယက်တိချက်မတူတာကြောင့်ချင်းကပ်ပုံတူညီမှုမရှိတော့တဲ့အပြင်လုပ်ငန်းပုံဖော်မှုပိုင်းအရာကွဲပြားမှုတွေဟာပုံမူတိတာထင်ရှားပါတယ်။ပူပေါင်းဆောင်ရွက်ခြင်းတွေလည်းပြုလုပ်ဖို့မလွယ်ကူလှပါဘူး။ဒါ့ပေမဲ့ ရည်ရချက်တူရည်တည်ချက်တူပြီးအတွေးမြင်ကွဲပြားမှုကြောင့်ဖြစ်ပေါ်လာတဲ့မဟာဗျူဟာကွဲပြားရခြင်းကိုတော့နားလည်ဖို့ခက်ခဲပြီးမြင်ကွင်းရှုပ်ထွေးစေပါတယ်။ဒါ့အပြင်မဟာဗျူဟာရလုပ်ငန်းအကောင့်တဲ့ဖော်မှုအပိုင်းကိုကူးပြောင်းသွားတဲ့အချိန်မှာမဟာဗျူဟာကွဲပြားသူတွေဒါမှမဟုတ် အကောင့်ထဲပေါ်နေတဲ့မဟာဗျူဟာကိုတိတိကျကျမသိသူတွေရဲ့တန်တရားဖြစ်မှုကို ဖြစ်ပေါ်စေနိုင်တဲ့အပြင် မူလရှိပြီးတဲ့ထောက်ခံမှုအင်အားတွေပါ ရောကျသွားကြပါတယ်။ဒီလိုကွဲပြားမှုဟာတိမ်မွေလွန်တဲ့အတွက်ကင်တွယ်ဖြည့်ရှင်းဖို့တတိကြီးထားရှိသင့်ပါတယ်။ဒီလိုမဟုတ်ဘူးဆိုရင်တော့ယက်တိချက်မတူတဲ့ကွဲပြားမှုအဆင့်ကိုကူပြောင်းသွားကြပါတယ်။ဘလို့ပဲဖြစ်ဖြစ်အချက်တစ်ခုတည်းကပဲမဟာပြူဟာကွဲပြားမှုဖြစ်ပေါ်စေဖို့လုံလောက်ပါတယ်။တို့ပေမဲ့တခါတည်းမှာတော့အကြောင်းချက်နှစ်ခုစလုံးကြောင့်ဖြစ်ပေါ်နိုင်ပါတယ်။ ဖြစ်စဉ်တွေ အနေထားတွေကိုပြဆမှုတောင်းတမှုတွေပေါ်အခြေခံပြီးတော့ဖြစ်လာနိုင်ခြေတွေကိုအကောက်ယူ क्वे ပြားသွားခြင်းကနေတဆင့်မဟာဗျူဟာချမှတ်ခြင်းမှာပါ क्वे ပြားလာကြပြီးထို့ကနေတဆင့်ရည်တည်မှုလှုပ်ရှားမှုအသွင်တံတွေမတူညီတော့တဲ့အဆင့်ကိုရောက်သွားတာဖြစ်ပါတယ်တခါတည်းမှာမဟာမြူဟာအဆင့်တွက်ဆမှုကိုပုဂ္ဂလိကအလေးထားတွက်ဆမှုတွေနဲ့ရောရှက်နေတဲ့အခါ လုပ်ငန်းစဉ်တွေချမှတ်ရမှာအချိန်ကျန်ကြတာရှင်းလင်းမှုမရှိတာလုပ်ငန်းတွေကိုကွက်ကွက်ပြပြမရှိတာတာဝန်တွေကိုတတ်တတ်မတ်မတ်ခွဲဝေပေးနိုင်မှုမပြုတ်နိုင်တာအခွက်ဒါမှမဟုတ်လူများရဲ့မူနဲ့ရက်တိချက်မှာရှင်းရှင်းလင်းလင်းမရှိတော့တာမဟာမိတ်အဆင့်လုပ်ငန်းတွေကိုဆောင်ရွက်ဖို့ခက်ခဲလာတာအခြားအဖွဲ့အစည်းတွေနဲ့လူပုဂ္ဂိုလ်များရဲ့အမြင်မရှင်းလင်းတဲ့အနေအထားမျိုးကို ရင်ဆိုင်တွေ့ကြုံရနိုင်တာအရေးကြီးဆုံးအချက်ကတော့အစုဖွဲ့တွေအတွင်းမှာတန်တရားစိတ်နဲ့အကျိုးစီးပွားကို အလူရက်ရှာဖွေမှုတွေဖြစ်ပေါ်စေနိုင်ပြီးတော့တကယ့်ညီညွတ်ရေးကိုထိခိုက်စေမှာဖြစ်ပါတယ်။မဟာဗျူဟာတွက်ဆမှုတွေကိုမူသို့မဟုတ်လုပ်ငန်းစဉ်များအဖြစ်ထားမှတ်နိုင်ဖို့လှုံ့ဆော်နေတဲ့အချိန်တွင်းမှာစိတ်ပိုင်းဆိုင်ရာခံစားချက်တွေဖြစ်တဲ့အားငယ်စိတ်၊ဘဝရင်းစိတ်၊ဖြစ်ချင်လိုစိတ်၊တန်တရားစိတ်၊အချောင်တမားစိတ် ီလိုစိတ်မျိုးတွေဟာများစွာအနှောက်အယှက်ဖြစ်စေပါတယ်ဒီလိုအခြေအနေမျိုးမှာတတိမမူမိတဲ့အခါရေးဆွဲလိုက်တဲ့မဟာဗျူဟာတရက်ဟာယော့တိယော့ရဲမဟာဗျူဟာမျိုးဒါမှမဟုတ်အကျိုးမဲ့လုပ်ငန်းစဉ်များရေးဆွဲထားတဲ့အချင်းနီးမဟာဗျူဟာမျိုးသာ ဖြစ်ပေါ်လာစေမှာဖြစ်ပါတယ်ဒါအပြင်နိုင်ငံရေးသီအိုရီများကြောင့်လဲမဟာဗျူဟာမှားယွင်းမှုဖြစ်ပေါ်နိုင်ပါတယ် ကြောင်းရင်းကလက်ရှိဖြစ်ပျက်နေမှုတွေနဲ့ပတ်သက်ပြီးသုံးသပ်မှုပြုလုပ်တဲ့နေရာမှာသီအိုရီများကိုအသုံးပြုတတ်ကြပါတယ်။အဲ့ဒီလိုပြုလုပ်တဲ့နေရာမှာရှုပ်မြင်နဲ့တောင်းကနေပြီးဘယ်တော့ဘယ်ပုံဖြစ်နေတယ်။ဒါကြောင့်ဘယ်သီအိုရီကိုအသုံးပြုတဲ့နယ်လို့ကောက်ချက်ဆွဲဆုံးဖြတ်ချက်ချပြီးမဟာဗျူဟာအရအတွက်ဆကလှုပ်ရှားမှုတွေကိုပုံဖော်ခြင်းမျိုးဖြစ်ပါတယ်။ ဒီချက်ကမဟာဗျူဟာအရမှားယွင်းတွက်ဆမိတဲ့အကျိုးဆက်ကိုပြန်လည်သုံးသပ်မိစေဖို့ရာအတွက်ကာလရှည်ကြစွာခံရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့သီအိုရီအရတွက်ဆမှုတွေဟာပုံဖော်စေဖို့အချိန်တစ်ခုပေးရတာကြောင့်ဖြစ်ပါတယ်။အဲ့ဒီလိုမဖြစ်စေဖို့မိမိအသုံးပြုလိုတဲ့ theory အပေါ်မှာဘလောက်ထိနားလဲကျွမ်းကျင်မှုရှိသလဲဆိုတဲ့အချက်နဲ့ လက်ရှိအခြေအနေနဲ့အမှန်တကယ်ကိုက်ညီမှုရှိတယ်မရှိဘူးဆိုတာကို ခွဲခြားမှုပြုနိုင်တဲ့အချက်များကိုသတိပြုရမှာဖြစ်ပါတယ်။ဒီလိုကြောင့်တွေ့ရမှုတွေဟာ theory ကြောင့်ကြောင့်ချင်းကြောင့်သာဖြစ်ပြီး theory တွေက ဖောက်လွဲဖောက်ပြန်ဖြစ်တာမဟုတ်ပါဘူး။ theory တွေဟာနိုင်ငံတိုင်းအခြေအနေတိုင်းအတွက်အခြေပြုစဉ်းစားချက်တွေ၊တွက်ဆချက်တွေအတက်တာအသုံးပြုနိုင်ပြီးတော့ဘယ်တော့အခါမှ ိုက်ရိုက်တူညီတဲ့အဖြစ်ဖြစ်ပေါ်လာစေမှာမဟုတ်ဘူးဆိုတာကိုတော့ချင့်ချိန်တတိပြုရမှာ ဖြစ်ပါတယ်ဖြစ်ပေါ်နေတဲ့အကြောင်းချက်နဲ့အချိန်နေအချိန်ခါကိုလိုက်ပြီးအကောင့်ထဲပေါ်မှုတွေနဲ့ရရှိလာတဲ့အကျိုးဆက်တွေကွာဟတတ်တာကိုနားလည်ထားရမှာဖြစ်ပါတယ်မဟာဗျူဟာရဲ့အသက်ဝင်မှုအရွေးကိုဘယ်လိုတွတ်ထုတ်မလဲမူနဲ့လာရထိုးပေါက်နိုင်မှု လုပ်ငန်းအဆင့်လိုက်အောင်မြင်မှု ထောက်ခံအင်အားပူးပေါင်းအင်အားတိုးပွားလာမှုဒါတွေကိုအခြေခံတွက်ဆရမှာဖြစ်ပါတယ်။မူနဲ့လာရရထိုးပေါက်နိုင်မှုရွယ်ချက်ရဲ့ပြစ်မှတ်တွေဆိုတာတည်သူရွယ်ချက်တူအင်အားစုများနဲ့စန့်ကျင်ဘက်သို့မဟုတ်ရန်ဘက်အင်အားစုများဆိုပြီးနှစ်စုကွဲပြားပါတယ်။ မဟာဗျူဟာကိုအကောင့်ထဲပေါ်တဲ့အခါမှာမိမိရဲ့ချင်းကပ်မှုအသွင်တရံကိုလာရောညီထွေပြောင်းလဲနိုင်တဲ့သဘောမျိုးသာကန်ဆွဲဖို့တတိထားတဲ့ပါတယ်။ဒါကလည်းတခါတရံလိုအပ်ချက်အရာဖြစ်ပေါ်လာနိုင်တဲ့ဆွေးနွေးညှိနှိုင်းခြင်းနဲ့အပေးယူလှုပ်ခြင်းညှို့လင့်မထားခဲ့တဲ့အခက်အခဲအကျတဲများနဲ့ရင်ဆိုင်တွေ့ကြုံလာရတဲ့အခါမှာလက်ရှိအသက်ဝင်နေဆဲဖြစ်တဲ့မဟာဗျူဟာအပေါ်မူနဲ့ line ကိုအလျှော့တင်းလှုပ်ဖို့လိုအပ်တယ်။ မလိုအပ်ဘူးဆိုတဲ့အချက်ကိုအရေးပေါ်ပြန်လည်သုံးသပ်မှုပြုလုပ်ဖို့အတွက်ဖြစ်ပါတယ်။မဟာဗျူဟာကိုအခြေအနေနဲ့လိုက်ရောညီထွေဖြစ်စေဖို့မဖြစ်မနေအ short တန်းလောက်တဲ့အခါမှာတတိထားရမယ့်အချက်ကတော့မဟာဗျူဟာရဲ့မူရင်းရည်မှန်းချက်ကိုမထိပါစေဖို့အဓိကထားစဉ်းစားတွက်ချက်ရမှာဖြစ်တယ်လို့မဟာဗျူဟာရဲ့မူလရည်မှန်းချက်ကိုပြောင်းလဲစေပြီးဆိုရင်တော့ မူရင်းမဟာဗျူဟာပြက်ပြားသွားပြီဖြစ်တယ်လို့ဆက်လက်ရေးဆွဲအကောင့်ထဲပေါ်မဲ့မဟာဗျူဟာဟာအတိတ်တစ်ခုဖြစ်သွားပြီဆိုတာပါပဲဒါဟာကောင်းမွန်တဲ့အဖြစ်ပြက်တစ်ခုတော့မဟုတ်ပါဘူးတကယ်တော့မဟာဗျူဟာအောင်မြင်ဖို့အကောင့်ထဲပေါ်တဲ့အခါမှာလိုအပ်ချက်အရနီးဗျူဟာပြောင်းလဲကျင့်သုံးမှုမျိုးကိုမကြာခဏတွေ့ကြုံရနိုင်ပါတယ်ဒါကမလောက်တာမရှားတာတဲ့ကိစ္စမျိုးမဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ နေပြူဟာဆိုတာမဟာပြူဟာရဲ့လက်ဝေကံအစစ်ဖြစ်လို့ပါပဲ။ဒါကြောင့်မဟာပြူဟာနဲ့နေပြူဟာရဲ့သဘောတဘာဝကွဲပြားမှုကို ရှင်းရှင်းလင်းလင်းရှုမြင်ထားရမှာဖြစ်ပါတယ်။မဟာပြူဟာတစ်ခုရဲ့အဆင့်တိုင်းကိုတတ်မှတ်ထားတဲ့အချိန်အခါအတွင်းမှာ အကောင့်တွေဖော်နိုင်ဖို့နဲ့ပြီးမြောက်အောင်မြင်ဖို့ဆိုတာဟာမဟာပြူဟာပုံဖော်ရေးမှာမူနဲ့လိုင်းအတက်ဝင်လှုပ်ရှားဖို့ရာဘလို့လူတွေကိုဘယ်အဆင့်မှာထားမလဲ။ ဘလို့သတ်မှတ်ချက်တွေနဲ့တိုင်းတာသတ်မှတ်မလဲဆိုတဲ့အချက်ဟာအင်မတန်အရေးကြီးပါတယ်။ဒီလိုတွတ်ဆတဲ့အခါတူးချင်းစံနှုန်းတွေကိုအကျန်းဖြဲအဖြစ်မူနဲ့လိုင်းပေါ်ယုံကြည်သက်ဝင်မှုရေးဆွဲထားတဲ့မဟာဗျူဟာသဘောတရားကိုနားလည်သဘောပေါက်မှုအခြေခံနိုင်ငံရေးသဘောတရားရှိမှု စီယုံရေးနဲ့နိုင်ငံရေးသဘောထားချင်းမှုရှိခြင်းနိုင်ငံရေးကိုချင်းသိက္ခာဆောင်ထိုင်းမှုရှိခြင်းတာဝန်ယူမှုနဲ့တာဝန်ခံမှုရှိခြင်းဆိုတာတွေကိုမဖြစ်မနေထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။မဟာပြည်ဟာအသက်ဝင်လှုပ်ရှားလာစေဖို့စုစည်းမှုပုံတံများအဖြစ်နဲ့အမာခံစုစည်းမှုအင်အားအဆင့်လိုက်ခွဲခြားသတ်မှတ်ထားတဲ့မဟာမိတ်အဖွဲ့အစည်းများနိုင်ငံရေးယဉ်ကျေးမှုတူညီတဲ့အင်အားစုများစသဖြင့်ခွဲခြားသတ်မှတ်တင်ပါတယ်။ နောက်ထပ်အလေးထားတဲ့အချက်ကတော့မိမိအဖွဲ့အစည်းရဲ့ပြင်ပကိုဥပမာမဟာမိတ်အဖွဲ့အစည်းတွေကြားမှာမဟာဗျူဟာရဲ့မူတွေကိုဖြန့်ကျဲခြင်းပဲဖြစ်ပါတယ်။မူတွေကိုဖြန့်ကျဲခြင်းပေါ်တွက်ဆတဲ့အခါမှာ line နဲ့ယက်တိချက်ပေါ်အခြေခံသင့်မခံသင့်ဆိုတဲ့အချက်ဟာအရေးကြီးတဲ့အချက်တစ်ချက်အဖြစ်တွေ့ရမှာဖြစ်ပါတယ်။အဖွဲ့အစည်းတစ်ခုလည်းမဟုတ်တဲ့အတွက်အခြေခံရည်တည်ချက်တွေကွဲပြားနေတတ်ပြီးလုံနီးလုံဟန်တွေကွာဟတတ်တာဓမ္မတာပဲဖြစ်ပါတယ် ။ဒါကြောင့်မဟာဗျူဟာကိုစတင်အကောင့်ထဲပေါ်တဲ့အခါမူးကိုအားလုံးကိုဖြန့်ကျဲလိုင်းကိုခွဲခြားတတ်မှတ်ရမှာဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့မူးကိုအားလုံးကြတဲ့ဖြန့်ကျဲချလို့ရနိုင်ပေမဲ့လိုင်းကိုတော့လောက်ယူလို့မရနိုင်ပါဘူး။ဒါရဲ့အဓိကအကြောင်းကတော့ယက်တီချက်ပုံတံတွေနဲ့လုံနီးလောက်ဟန်တွေဟာလိုင်းနဲ့ကွဲပြားစေလို့ပဲဖြစ်ပါတယ်။လိုင်းရမတူညီပေမဲ့တခါတရံပူပေါင်းလှောက်ဆောင်နိုင်တဲ့အတွက် လိုင်းကွဲပြားမှုဆိုတာအဓိကမကြဘူးဆိုတာတွေ့ရမှာဖြစ်ပါတယ်မာဘီဝါအကောင့်ထဲပေါ်နိုင်ဖို့ရာမူးဆိုတာအခြေခံအကြဆုံးနဲ့ယက်တိချက်ရဲ့ဥတီယာတွေကိုကိုစားပြုတ်ထားတာဖြစ်တဲ့အတွက်အားလုံးကြားမှာအစာကြေကြေဖြစ်စေဖို့ပထမဦးဆုံးအလုပ်ဖြစ်ပါတယ်။ဒါ့ပေမဲ့မာဘီဝါတစ်ခုအသက်မဝင်ခင်မှာမူးကြအောင်ဆွေးနွေးဖို့အချိန်ဘလောက်ယူမလဲဆိုတာမသိနိုင်ပေမဲ့ အချိန်အတိုင်းတာတခုကိုတော့တတ်တတ်မတ်မတ်ချပြီးလှောက်ဆောင်တက်ပါတယ်။မဟာမြူဟာအောင်မြင်မှုကြောင့်ဖြစ်ပေါ်လာတဲ့အပြောင်းလဲရဲ့အရွေကိုဘလို့ပုံစံနဲ့တိုင်းတာတတ်မှတ်မလဲဆိုတာအခြေခံအားဖြစ်တော့ပြည်သူအကျိုးစီးပွားနဲ့အဖွဲ့အစည်းအကျိုးစီးပွားတွေကိုရှုမြင်သုံးသပ်ခြင်းနဲ့ပြုလုပ်နိုင်ပါတယ်။မဟာမြူဟာတခုရဲ့အောင်မြင်မှုဟာအဲ့ဒီမဟာမြူဟာရဲ့ကြီးမားချက်အခြေခံမှု အချိန်အတိုင်းကြာနဲ့အညီအကောင့်ထဲပေါ်မှုရှိမရှိ လုပ်ငန်းတာဝန်ယူမှုရှိမရှိဆိုတာတွေအပြင် အချိန်နဲ့အချိန်ခါနဲ့လာရောညီထွေမှုရှိမရှိဆိုတဲ့အချက်တွေပေါ်မူတည်နေပါတယ်ဗီဒီယိုကိုအဆုံးထိနားဆင်ပေးခဲ့ကြလို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်။ဆောင်းပါရှင်နဲ့ဖက်ဒရယ်ဂျာနယ်မြန်မာတို့ကိုလည်းကျေးဇူးအထူးပါ။ အေးတော်ဘုံမောင်ချအောင်ရမည်